အေဂျက်ဒေနီဗျာဟိုင်နင်ဂါကချန်ပီယံလိပွဲစဉ်မှာချယ်ဆီသင်းဝင်၅ဂိုးတကိုးနဲ့ဂိုးပြတ်အရေးနေပြီးနောက်ချယ်ဆီသင်းဟာချန်ပီယံလိပြိုင်ပွဲအကောင်းဆုံးအသင်းတွေထဲကတသင်းလို့ပြောခဲ့ပါဗျ။ဟိုင်နင်ဂါကသူတို့ဟာပရီးမီယာလိပြိုင်ပွဲမှာတွေမဟုတ်ပဲချန်ပီယံလိပြိုင်ပွဲမှာလည်းအကောင်းဆုံးအသင်းတွေထဲကတသင်းလို့ကျွန်တော်ထင်ပါတယ်။ကျွန်တော်တို့ရဲ့ပွဲစီစဉ်ကအလုပ်ဖြစ်ခဲ့ပြီမယ်။ နေခဲ့ပြသခံရပြီးမှအတွင်ကိုတွေခွင့်ပြုခံရပါတယ်။ကစားသမားတွေကိုအပြစ်တင်လို့မရပဲသူတို့အလုပ်စူးစမ်းခဲ့ကြပါတယ်။ကစားသမားတွေကွင်းထဲမှာပြသခဲ့တဲ့အရာတွေအတွက်ကျွန်တော်လေးစားမှုအပြည့်ရှိပါတယ်လို့ပြောခဲ့တာပါ။ Chelsea တင်ဟာဒီပွဲစဉ်မှာပြီးခဲ့တဲ့ Nottingham Forest အသင်းရဲ့ Premier League ပွဲစဉ်ကပွဲထွက်လူစဉ်ကိုစေနေရာထိပြောင်းလဲပြီးအသုံးပြုခဲ့တာဖြစ်ပါတယ်။ပွဲချိန်18မိနစ်မှာ AZ ကစားသမား Taylor ထုတ်ပယ်ခံရပြီးနောက်မှာ Chelsea တင်ဟာအတွင်ကိုတွေဇက်တိုက်အတွင်ပြီးဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့တာပါ။ဒီပွဲစဉ်မှာ Maguire, SD Bow နဲ့ Tyree Joe ဂိုးသွင်းနိုင်ခဲ့တာကြောင့်ချယ်ဆီသင်ဟာချန်ပီယံလိပြိုင်ပွဲမှာတပွဲတည်းဆယ်ကျော်သက်ကစားသမား၃ဦးဂိုးသွင်းနိုင်တဲ့ပထမဆုံးအသင်းအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ချယ်ဆီသင်ဒီပြမာရက်စကာကကွင်းတွင်းမှာရှိတဲ့လူငယ်ကစားသမားအများပြားရဲ့စွမ်းဆောင်ရည်ကြောင့်နိုင်ပွဲရခဲ့တဲ့အတွက်ဝမ်းသာပေမယ့်အနီကက်ကပွဲဖို့ပြောင်းလဲမှုတွေဖြစ်စေခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်။ ချဲစည်းတင်အားဒီနိုင်ဘွဲကြောင့်ဆယ်မြန်လီဘွဲစဉ်၃ဘွဲကစားပြီးမှနှစ်ဘွဲနိုင်တဘွဲရှုံးရမယ့်၆မှနဲ့အဆင့်ဆက်တဲ့နေရာမှာရက်တည်နေပြီးအေဂျက်အတင်းကတော့၃ဘွဲစလုံးအရေးနေကနောက်ဆုံးဖြစ်တဲ့အဆင့်36နေရာမှာရက်တည်နေပါတယ်ချဲစည်းတင်အားလာမယ့်ပရီးမီးယားလိဘွဲစဉ်အဖြစ်ဆန်ဒါလန်အတင်းကိုအင်ဝင်းရှင်ပြန်ရမှာဖြစ်ပါတယ်